မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးလျက်ရှိပါတယ် ပထမဦးဆုံးဘာမအက်ကိုအမြန်ဆုံးအသက်သွင်းရန်ကန်လွတ်တော်အမတ်များတွန်းအားပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ဆိုရာကအတီးပြုတ်ပြတ်ထန်ပြီးဖြစ်တဲ့မြန်မာပြည်ဆိုင်ရာဥပဒေဘာမအက်ကိုအစောတလင်းအသက်သွင်းပြီးမြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ဖို့ American လွတ်တော်အမတ်တွေကသမ္မတဒေါ်နယ်ထရန့်အစိုးရကိုတိုက်တွန်းအားပေးနေပါတယ်။ ဘောင်မာရီဆက်အင်စတီကျူကစီစဉ်တဲ့အမေရိကန်စီးနိတ်အမတ်တွေနဲ့ခရီးယန်ဘာသာရေးခေါင်းဆောင်တွေရဲ့မြမအရေးပေါ်အမြင်သဘောထားပေါင်းဆက်ရှင်းလင်းပွဲကိုဒေတာဆန်တော်ချင်း AB 28ရဲ့မွန်လွဲပိုင်းကအမေရိကန်လွှတ်တော်နိုင်ငံတကာရေးရာကော်မတီအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာပါစစ်ကောင်စီကငလင်းလှုပ်ခတ်ပြီးချိန်မှာတောင်းလေကြောင်းတိုက်ခိုက်မှုတွေမရဖဲထိုးစစ်ဆင်နေတာဘာသာရေးအဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်အမတ်တွေက သူတို့ရဲ့အစိုးရအပေါ်တွန်းအားပေးဆောင်ရွက်နေတာတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်။အခမ်းအနားကိုအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီယာယီသမရဒူအားလက်ရှိလာကအွန်လိုင်းမှာတက်ဆင့်ပါဝင်ခဲ့ပြီးပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကလူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ American အငြိမ်းစားသံတမန်ကြီး Sam Brown ဘက်က policy အဖြေရှာချက်ကဒီမှာရှိပါတယ်။ The Burma Act ကျွန်တော်တို့ဖြေရှင်းချက်နောက်တစ်ခုရှာဖို့မလိုပါဘူး။ဒီဥပဒေကိုအသက်သွင်းပြီးအကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအမေရိကန်ဖြစ်လာအောင်လုပ်ဖို့လိုပါတယ်။ကျွန်တော်တို့ကအခုကိုဝါစီအေးခေတ်ကိုပြန်ရောက်တယ်လို့ဖြစ်နေတယ်။ဒါပေမဲ့ဒီကိုဝါကပူလောင်ပါတယ်။ဒါကအရှိအလေပိုင်းမှာပူလောင်နေတယ်။ ယူကရိန်းမှာပူလောင်နေတယ်။အခုမြန်မာပြည်မှာပူလောင်နေပါတယ်။စစ်အခိအခြေအနေကိုပြန်ရောက်နေတာပါ။လူတွေဟာနေ့စဉ်ပြစ်ခတ်တက်ပြတ်ခံနေရတယ်။အခုကျွန်တော်တို့ကဘယ်မှာရောက်နေလဲဆိုတာကိုတိတိကျကျသုံးသပ်ပြီးပြောရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာမြန်မာနဲ့မဟာမိတ်ဖြစ်ပြီးတေချာပေါအနိုင်ရမှာပါ။ကျွန်တော်တို့ဒါလစ်လူမရှုထားဘူးဆိုရင်ပေါ့လေ။ကျွန်တော်တို့တေချာပေါအနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်။အာနာသိန်းစေုပ်စုဟာတိုင်းပြည်မှာဩဇာမရှိတော့ပါဘူး။ပြည်သူတွေကသူတို့ကိုမုန်းနေပြီးကျွန်တော်တို့ကအနိုင်ရမယ့်အခွင့်အရေးရှိနေ ပါပြီ။ဒါကိုကျွန်တော်တို့ကဘာကြောင့်လစ်လူ ရှုထားရမှာလဲလို့ပြောပါတယ်။လက်ရှိထရန့်အစိုးရဟာခရီးရန်ဘာသာရေးအတိုင်ဝန်အပေါ်အလေးထားဆက်ဆံမှုရှိနေတာကြောင့်မြမအရေးပေါ်အစိုးရရဲ့အာယုံဆိုင်မှုပိုရလာအောင်မြမအရေးတက်ကြွလှုပ်ရှားသူတွေကဘာသာရေးလွတ်လပ်ခွင့်ရှုထောင့်ကနေချင်းကပ်နေကြတာပါ။ တမရဟောင်းဂျိုးဘိုင်တန်လက်ထက်မှာအတည်ပြုထားတဲ့ဘာမာအန်ဟာအမေရိကန်အမျိုးသားကာကွယ်ရေးလုံခြုံရေးအဥပဒေ NTAA အောက်မှာအကျုံးဝင်နေတာဖြစ်ပြီးမြမအရေးဟာအမေရိကန်နိုင်ငံရဲ့လုံခြုံရေးအပေါ်တန်ရာမှုရှိနေတဲ့အတွက်ဥပဒေတရဖြစ်ပြတ်ချမ်းခဲ့တာလို့လေလာသူတွေကမှတ်ချက်ပြုထားပါတယ်မြမအရေးဟာထူးခြားတဲ့ချင်းချောက်မှုအဖြစ်ဆက်ရှိနေကြောင်းဇန်နဝါရီ20ရက်နေ့မှာတမရထရန့်ရဲ့အင်ဖြူတော်ကထုတ်ပြန်ထားပြီးနောက်ပိုင်းမှာတော့မြမအရေးနဲ့ပတ်သက်တဲ့ကန်အစိုးရရဲ့လှုပ်ရှားမှုသတင်းတွေ ြန်ငြိမ်သက်ခဲ့ပါတယ်။မောင်မောင်ရဇတ် Institute ဥက္ကဋ္ဌ ဇိုးသုံးမုံကငလင်လုတ်ပြီးမှအခု US အစိုးရကနေဒေါ်လာ9တန်းပဲအကူအညီပေးတယ်ကျွန်တော်တို့ကတော့ပို့ပြီးတော့များများပေးစေချင်တယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကအခုလေချောင်းကနေလဲဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်အပြည့်ရဲ့ဂျင်ညာပြီးလဲတိုက်ခိုက်နေတယ်ငလင်လုတ်ပြီးတော့ဒီလောက်ကြိုးစားပြီးတော့အလုံးလုံးနေရတဲ့အချိန်မှလဲဆက်လက်ပြီးတော့တိုက်ခိုက်တယ်ဒါကြောင့်မို့ဒီလေချောင်းကနေတိုက်ခိုက်နေတဲ့ဟာဘာသာရေးအဆောက်အအုံဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်တိုက်ခိုက်နေတဲ့ဟာပြည်သူကိုတိုက်ခိုက်နေတဲ့ဟာရတံဖို့ US အစိုးရကနေကုညီတဲ့နဲ့ဆိုပြီးတော့ဒီအချက်နှစ်ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်လို့ပြောပါရယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်းအပြင်းငလင်ကြောင့်ဒီသူနှစ်တန်းဝင်းချင်းအရေးပေါ်အကူအညီတွေလိုအပ်ခဲ့တယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြပါရယ် ဘာမအပ်ပါပြတ်ထန်းချက်တွေအရမြမအရေးအတွက်အကူအညီပေးမယ်ဒေါ်လာတန်း120ဝန်းကျင်ဟာလေမြေပြင်ကိုအနှဲငယ်သာစီးဆင်းမှုရှိခဲ့ပြီးတမနာထရန်အမိတ်နဲ့ USAID လုပ်ငန်းတွေရနာထားပြီးနောက်မှာတော့ကြံနေတဲ့အကူအညီအလုံးကြီးပါရပ်တန့်နေခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့နယ်မြောက်ချမ်းရှိဂျေးရွာနေရွာကိုစစ်တပ်ကဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်းရှိဂျေးရွာနေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဝက်လက် Information Network မှတာဝန်ရှိသူတို့ကပြောပါရတယ်။ ဧပြီလ29ရက်မွန်တဲ12နာရီမိနစ်40ချိန်စကိုင်းမြို့နယ်မြောက်ချမ်းရှိလင်းရင်ရွာတစ်ကိုတစ်ချိန်မွန်တဲ12နာရီ52မိနစ်အချိန်စကိုင်းမြို့နယ်မြောက်ချမ်းရှိကန်ကြီးရွာဘက်ကိုတစ်ချိန်ဂျက်ဖိုက်တာတစ်စီးဖြင့်ဘုံနှစ်ချိန်ကျဲတိုက်ခိုက်ခဲ့ကြောင်းထို့သောဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုမသိရှိရသေးကြောင်းသတင်းရရှိပါသည် ပထမခြနာကလင်းရင်ရွာတက်ပတ်လို့သိရပါတယ်ဒုတိယကန်ကြီးကုန်းဘက်လို့သိရပါတယ်အထူးကိမသိရသေးပါဘူးဟုဝလက် information နဲ့ network မှာတာဝန်ရှိသူတို့ကပြောပါတယ်အကြံဖက်စစ်ကောင်စီတပ်ကစကိုင်းမြို့နယ်တွင်စစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်လုံဆောင်လျက်ရှိကြောင်းစကိုင်းမြို့နယ်အတွင်းတွင်စစ်တပ်၏စစ်ကြောင်းထိုးမှုကြောင့်ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်းတော်လန်ရေးတရင်ရင်းမြစ်များရဲ့ပြောကြားချက်အရသိရှိရပါတယ် မန္တလေးမြို့တွင်အငိမ့်စားပါမခဒေါက်တာထွေးထွေးကိုအိမ်ချမ်းမြေလိုက်လံပြတမိဟုဆိုကရိုက်နှက်တက်ဖြတ်ပြီးလက်ဝတ်လက်စာနဲ့ပိုင်ဆိုင်မှုများလူရဲယူဆောင်သွားကြောင်းမန္တလေးမြို့ကတချို့ပြောဆိုချက်နဲ့ဆွေမျိုးတူဦးလူမှုကွန်ရက်တွင်ရေးသားဖော်ပြချက်ရသိရှိရပါသည်အေဗီလာ25ရက်နေ့မွန်လွယ်ပိုင်းအငိမ့်စားတတ္တဗေဒဌာန ပမောက်ခဒေါက်တာထွေးထွေးကို၎င်းနေထိုင်ရာမဟာအောင်မြေမြို့နယ်မှာအတိအင်ချမ်းမြေပွဲစားကအင်ချမ်းမြေလိုက်ပြမည်ဟုဆိုကပတိန်ချင်းမြို့နယ်သို့ခေါ်ဆောင်သွားကရိုင်းနဲ့တက်ဖြတ်သွားခြင်းဖြစ်ကြောင်း၎င်းထံမှလက်ဝတ်လက်စားများနဲ့ပိုင်ဆိုင်မှုများကိုပါလူရက်သွားကြောင်းသိရှိရပါတယ်။ပမောက်ခဆရာမကြီးကိုအိမ်ပွဲစားကရိုင်းနဲ့တက်ဖြတ်သွားတဲ့တရင်ချလိုက်တဲ့ ဝန်ဆောင်ကလည်းအတိလို့ပြောတယ်အင်းချမ်းမြေလိုက်ပြရင်လှုပ်သွားတာလို့ကြားပါတယ်ဟုမန္တလေးမှာအင်းချမ်းမြေအကျိုးဆောင်တဦးကရှင်းပြပါတယ်တက်ဖြတ်ခရရသောဒေါက်တာထွေးထွေးမှာအသက်65နှစ်အရွယ်အငိမ့်စားပေါမောက်ခတဦးဖြစ်ပြီးတဦးတည်းနေထိုင်သူဖြစ်ကြောင်းအေဘီလ28ရက်နေ့တောင်ရင်မြောက်ရင်တုတ်တန်တွင်တကြို PCB ဖြစ်ကြောင်းကျူးလွန်သောတရားခဏ်ကိုဖမ်းမိခြင်းမရှိသေးကြောင်းသိရှိရပါတယ် အခုထက်ကြီးတော့တရခံမိတယ်လို့မကြားရသေးပါဘူးဟုမန္တလေးမှာအင်ဂျင်မြေအကျိုးဆောင်ကဆက်လက်ပြောပြပါရယ်မန္တလေးတွင်ငလင်းလှုပ်ခတ်ပြီးနောက်ညအချိန်တွင်တခိုးများတောင်းကျန်ခြင်းနေ့အချိန်များတွင်ပင်နေများအတွင်သို့အလစ်တုပ်ခြင်းဓာတ်ကင်ချင်းချောက်လူရဲခြင်းအပါအဝင်ရာဇဝမှုခင်းများစွာဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါရယ်ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်ကတော့ပဲခူးတိုင်းတွင်အေအေကထိုးစစ်စင်ဝင်ရောက်ချိန်ပြည်သူကာကွယ်တပ်များနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတွင်အီအီကထိုးစစ်ဆင်ဝင်ရောက်ချိန်ပြည်သူ့ကာကွယ်တပ်များနှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363တပ်တိုင်းစစ်ထောက်လှမ်းရေးနေတရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါရယ် ။တရင်ဌာနနဲ့တွေ့ဆုံမေးမြန်းကမ်းမှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631တပ်ရင်းစစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်ပါတယ်။လက်တလောအီအီကရခိုင်ရိုးမနဲ့ပဲခူးတိုင်းအဆက်ဗရောင်းမြို့နယ်တွင်သို့ဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းအချို့ကိုသိမ်းပိုက်လျက်ရှိကြောင်းပဲခူးတိုင်းအတွင်သို့လည်းအီအီထိုးစစ်ရှိများထိုးစစ်များရှိနေချိန်မှာဒေတာပြည်သူကာကွယ်တပ်များနဲ့အေအေအကြချိတ်ဆက်မှုများရှိနေကြောင်း၎င်းကရှင်းပြပါရသည်။ ကျွန်တော်တို့နဲ့ရခိုင်အေတက်တွေနဲ့ချိတ်ဆက်မှုရှိပါတယ်အခုလက်ရှိလဲပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ဗရောင်းမျိုးမှာဆိုရင်စစ်ကောင်စီရဲ့ကပါစာထုတ်လုပ်ရေးတက်တွေကအများဆုံးတည်ရှိတဲ့နေရာပေါ်ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးစည်ရေးပြင်းထန်နိုင်ပါတယ်ခင်ဗျာဘလောက်အထိစည်ရေးဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ချုပ်တင် ပြီးတော့မသိရသေးပါဘူးဟုရဲဘော်ရှဲတို့ကရှင်းပြပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်ခရိုင်ပဲခူးရုံးမှတွင်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးအင်အားရချီ၍တက်လာနေကြောင်းဒေသပြည်သူကာကွယ်တပ်များအနေဖြင့်ပြင်ဆင်မှုများလှုပ်ဆောင်နေရကြောင်း၎င်းကဆိုပါရယ် အခုပေါင်းတလဲဘက်မှာပေါက်ခေါင်းမြို့နယ်ပေါင်းတလဲနားမှာဆိုရင်နတ်တလင်းရွာတို့ဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေပါတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန်းလောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိပါတယ်ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကနေအစင်းသင့်ဆောင်ရွက်ထားပါတယ်ဟု၎င်းကဆက်လက်ရှင်းပြပါတယ် အရခတက်တော်အေးကရခိုင်ရိုးမနဲ့နေနမိတ်ထိဆက်လျက်ရှိသောရခိုင်ပကိုးအဆက်ရခိုင်မကွေးအဆက်ရခိုင်အေရရီတိုင်းအဆက်နဲ့ရခိုင်ရိုးမအေရရီအဆက်တို့မှလည်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာရခိုင်ပကိုးအဆက်ရှိမိုးထီတောင်စစ်တပ်စခန်းကိုဇန်နဝါရီ26ရက်ကသိမ်းပိုက်ခဲ့ပါတယ်။ AB 2ရက်နေ့မှာပကိုးတိုင်းညောင်ကျိုးပြူဟာစခန်းကုန်းကိုအရခတက်တော်မှအလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီးဗရောင်းမြို့နယ်အတွင်းတွင်ထိုးစစ်များကအေးအေးကထိုးစစ်များ အေကပီဒီအမ်များနဲ့ပူးပေါင်း၍ဆက်လက်ဆင်နွှဲနေကြောင်းဒေါ်လာရေးတည်ရင်းမြစ်များရဲ့ပြောဆိုချက်အရသိရှိရပါသည်။